အားလုံးမင်္ဂလာပါကျွန်တော်ကိုမိတ်ဆွေတချို့ကအခုလက်ရှိကျွန်တော်တို့အလောက်ကိုင်းလုဆောင်နေတဲ့ခါမှာအလောက်ရှာတာမလွယ်ကူဘူးအင်တာဗျူးသွားတယ်ခန်းနာလွဲချော်တယ်ပြီးနိုင်ငံခြားသွားတဲ့ကိစ္စတွေမှာအခက်အခဲမှုတွေဖြစ်နေတယ်ပေါ့နော်အဓိကဝန်ထမ်းတွေအလောက်ရှာနေတဲ့လူတွေအလောက်ရဖို့အတွက်ရေတရာလေးတောင်းထားတာရှိပါတယ်အဲ့တော့သူတို့ကိုစားအားလုံးလည်းကြောက်အောင်ကျွန်တော်ဗီဒီယိုလေးနဲ့ပြန်ဖြည့်ပေးလိုက်ပါတယ်ကျွန်တော်ကတော့ဆရာဇော်ရင်အောင်ဖြစ်ပါ အဲဒီဗီဒီယိုကမိတ်ဆွေတို့တကယ်လို့အကျိုးတစုံတရာရှိခဲ့တယ်ဆိုလို့ရှိရင်လည်းကျွန်တော်ဗီဒီယိုကိုအဲကျွန်တော်တို့အသက်ပေးပြပြီး like and share လုပ်ပေးပါလို့ကျွန်တော်ပြောချင်ပါတယ်အဲ့တော့ရရပြုလုပ်ဖို့တဲ့ဘာလို့လဲဆိုရင်ကျွန်တော်အာလူကိုလုံးလို့ပါမယ်အာလူကတော့အာလူနည်းနည်းခက်ကြီးကြီးဒီလိုအပ်ပါတယ်အာလူသေးရင်တော့အဆင်မပြေပါဘူးအဆင်မပြေဘူးဆိုတာကအာလူပေါ်မှာစာရေးရမှာမလို့သေးတဲ့ခါကျရင်အဆင်မပြေဘူးဖြစ်မှာဆိုလို့ပါအဲ့တော့အာလူပေါ်မှာတန်ချုံနဲ့ ိမ်မှာရှိတဲ့တန်ချုံအစ်စ်လည်းရတယ်အဟောင်းလည်းရတန်ချုံနဲ့ဥပမာဆိုကြပါစို့ဇော်ရဲနောင်အခုရှောင်းနေတဲ့လုပ်ငန်းအများဆုံးရပါသေးတယ်ဒါမှမဟုတ်နိုင်ငံခြားကနေစအလုပ်ခေါ်စာအများဆုံးကြပါစေစသဖြင့်ပေါ့ကိုအလုပ်လုပ်ခြင်းနဲ့အကြောင်းအရာကိုနာမည်နဲ့နာမည်မရေးချင်ရင်နေနေနဲ့ထည့်ကြည့်လို့ရပါတယ်ဥပမာနာမည်မရေးချင်ဘူးနေနာမည်ရေးချင်တယ်ဆိုမှတောက်ကြတာလုပ်ငန်းအများဆုံးရပါစေစနီတာလုပ်ငန်းအများဆုံးရပါစေစသဖြင့်ပေါ့အလုပ်ပေါ်မှာရေးရမှာဖြစ်ပါတယ်ဒီပေါ်ရင်အဲ့ပေါ်မှာ ကျွန်တော်တို့တာနာအလံကိုခုဆိုင်ရမှာဖြစ်ပါတယ်တာနာအလံဆိုတာတော့ဒီဘုရားပစ္စည်းတွေမှာဘုရားပစ္စည်းရောင်းတဲ့ဆိုင်တွေမှာရောင်းပါတယ်ဆက်ကူနဲ့လောက်ထားတဲ့တာနာအလံမှာတချို့တာနာအလံတွေအရန်ရှိရယ်ဆိုတော့အာလူးမှာစိုက်လိုက်လို့ရှိရင်လေတိုက်လဲတက်တယ်ဒါကြောင့်တာနာအလံကိုနည်းနည်းလေးအစင်ပြေတလောက်လေးချူပြီးစိုက်ရင်ဆိုရင်စိုက်လို့ရတယ်အဲ့ဒီရေးထားတဲ့ကျွန်တော်တို့ဒီအာလူးခုနှစ်လုံးကိုအကုန်လုံးကျွန်တော်ကျုပ်ပြန်နဲ့ထည့်လိုက်တာထည့်ပြီးရတဲ့ခါကျရင်ကျွန်တော်တို့တနင်္လာနေ့ မနေ့9:45တိတိမှာကျွန်တော်တို့အိမ်မှာရှိနေတဲ့အိမ်ပြားမှာပဲလှူဒန်းပြီးတော့ကိုယ့်ရဲ့လုပ်ငန်းကိစ္စတွေနဲ့ပတ်သက်ပြီးတော့အလုပ်ရစေဖို့အတွက်ဆုတောင်းမှာဖြစ်ပါတယ်။အဲ့တော့ကျွန်တော်နောက်တစ်ခါ reply ပြန်ပေးပါမယ်။အားလုံးပေါ်မှာဆုတောင်းစာရေးရမယ်။ဆုတောင်းစာထဲမှာကိုယ့်ရဲ့နာမည်တော်လည်းကောင်းကိုယ့်ရဲ့နေ့နံတော်လည်းကောင်းထည့်ပြီးရေးရမယ်။လက်ရှိနိုင်ငံခြားအလုပ်လုပ်ဖို့လိုကောင်းတယ်လိုချင်တယ်ဆိုရင်နိုင်ငံခြားအလုပ်ကိစ္စတွေနဲ့ပတ်သက်ပြီးထည့်ရေးပေါ့ဗျာနော်။အဲ့တော့ ညီမကြီးကအလုတ်ရှာနေဆိုရင်လည်းအလုတ်အမြန်ဆုံးရရှိပါလက်စာကောင်းရရှိပါစေစတဲ့ဖြစ်ပါတော့အာလူ၉လုံးတော်ရှိတယ်ကိုယ်အဆင်ပြေလို့ရေးလို့ရတယ်ဒါပေမဲ့အာလူ၉လုံးလုံး၉လုံးလုံးမှာတော့ဆူတောင်းစာတွေတော့ရှိနေရမယ်အเจ้าရမတူလဲရတယ်နော်အာလူတစ်လုံးမှာလုံးရပါစေအာလူတစ်လုံးမှာလက်စာကောင်းပါစေအာလူတစ်လုံးမှာအဆင်ပြေပါစေစတဲ့ဖြစ်ကိုယ့်အကိုဆူတောင်းစာကိုယ့်ခုရေးချင်လဲရတယ်ဒါမို့တစ်ခုတည်းရေးချင်လဲရတယ်ဒါပေမဲ့အာလူတိုင်းအလူတိုင်းအလူတိုင်းမှာစုတောင်းစာရေးမယ်ဆိုရင်ကိုယ့်ရဲ့နာမည်ပါဖို့လိုအပ်တယ်ကိုယ့်ရဲ့နေ့နဲ့ပါဖို့လိုအပ်တယ်အဲ့လိုပြီးွားလို့ရှိရင် တာနာအလံ၉ခုကိုအာလူ၉ခုမှာအာလူတစ်လုံးကိုတာနာအလံတစ်ချောင်းဆိုက်ရမှာဖြစ်ပါတယ်အဲ့တော့၉ခုဆိုရင်တော့တာနာအလံ၉ခုပေါ့ဗျာနော်ဆိုက်ပြီးတော့လို့ရှိရင်ကျွန်တော်ကျွေပကံပြားအပန်းတွေပိုင်းပါတာမဟုတ်အဖြူရောင်ဗျောင်ပေါ့ကျွေပကံပြားပုံမှာအဲ့ဆိုက်ထားတဲ့အာလူတွေကိုထင်လိုက်ပါပြီးတနင်္လာနေ့၄နာရီနဲ့95မိနစ်တိတိမှာနော်အလံပေးထားလိုက်ပါနော်ရစဘုရားကိုအိမ်မှာရှိနေတဲ့ဘုရားကိုပဲလှူနော်တကယ်လို့အိမ်မှာရှိနေတဲ့ဘုရားမလှူခြင်းဘူး ဇီဒီဘရုမှာတောက်လှူခြင်းနဲ့ရတယ်ဘယ်နေ့ပဲဖြစ်ဖြစ်တနင်္လာနေ့တောက်မှာတောက်လှူမယ်နော်အချိန်ကတော့9:45ဖြစ်မှာရမယ်နော်အဲ့တော့တကယ်လို့ကျွန်တော်တို့ဇီဒီပထိုးတွေမှာသွားလှူခြင်းလေဆိုရင်တနင်္လာနေ့တောက်မှာသွားလှူရမှာဖြစ်တယ်။သွားမယ့်နေ့ကတော့ကိုယ့်နေ့ဖြစ်ရင်တော့ပိုကောင်းတော့ပေါ့နော်။ကိုယ့်ရဲ့မွေးနေ့တနင်္လာနေ့တောက်အဲ့ဒီကိုရေးထားတဲ့အာလူတွေကိုကျွန်တော်တို့လှူပြီးတော့ကိုယ်အလုပ်ရဖို့အတွက်ဆူတောင်းရမှာပေါ့နော်။ကျွန်တော်ဖရားတွေမှာသွားမလုပ်ခိုင်းဆိုတာကကိုယ့်နာမည်ပါနေတယ်ဗျာ။ဒီအာလူကြီးနဲ့ ဆိုတော့တမျိုးဖြစ်နေမှာကြောက်လို့လေနော်အဲကြောင့်ကိုယ့်အိမ်မှာကိုယ်လုပ်မယ်ဆိုရင်တော့ပိုကောင်းတာပေါ့ဒါပေမဲ့အာစီဒီဘရိုးသွားလှူခြင်းနဲ့ဆိုရင်တော့တနင်္လာနံတောက်တနင်္လာနံတောက်ဆိုကျွန်တော်ဘယ်လောက်ဖြစ်မလဲအရှိမြောက်အာ sorry အရှိနော်အရှိဖရားရဲ့အရှိဘက်မုတ်မှာရှိပါပေါ့နော်အာတနင်္လာနံတောက်မှာသွားလှူလို့မှာဖြစ်ပါတယ်အဲ့တော့ဆိုရင်ကျွန်တော်မိတ်ဆွေတွေဒီရတရာအကြောင်းနဲ့ဖတ်ဖတ်ပြီးတော့နေကြမှရှိတော့ဦးထင်ပါတယ်။အဲ့တော့ရှောင်နေတဲ့အလုပ်တွေခက်ခဲနေတဲ့အလုပ်တွေအမြန်ဆုံးရရှိပါစေလို့ကျွန်တော်ဆရာဆောင်းရင်းတော့ဆုမွန်တောင်းပေးလိုက်ပါတယ်ခင်ဗျ။